ဒီကနေ့မှာတော့ The ARD သတင်းဌာနမှဖော်ပြထားတဲ့6လုံးတန်းခွင့်တိုင်ရပြီဆိုတဲ့သတင်းဆောင်ပါးကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။နေပြီးတော့6လုံးတန်းကိုမြန်မာနိုင်ငံရဲ့အတိုင်းဝိုင်းမှာတည်ကြပါတယ်။မြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့ဗိုလ်မှူးကြီးတန်းရွှေအပါအဝင်တခြားထိပ်ပိုင်းဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ဒုဗိုလ်ချုပ်မှူးကြီးမောင်အေဗိုလ်ချုပ်ကြီးတရားသူရတင်အောင်မြင့်ဦးဗိုလ်ချုပ်ကြီးတင်အေဗိုလ်ချုပ်ကြီးရွှေမန်းနဲ့ဗိုလ်ချုပ်ကြီးတိန့်စိန်တို့နေထိုင်တဲ့အင်အားဖြစ်ပါတယ်။ ပင်စင်စာ ထိပ်ပန်းပူချုပ်ကြီးတွေရဲ့ Villa Mission တွေကိုမြန်မာပြည်ရဲ့ထိပ်တန်းခရိုနီကြီးတွေဖြစ်တဲ့ဥတေစာဥထုမြင့်နိုင် ဥချစ်ခိုင်တို့ကတိစောက်ပေးခဲ့တာဖြစ်ပါတယ်။အဲ့နေရာကိုတော့ရာဇာတင်ကဟာအဝိုင်းလို့တရားဝင် ခေါ်ပြီးဥတန်းရွှေအိမ်ပေးမှာတော့ဥတင်အေးဥမောင်အေးနဲ့တရားသူရာတင်အောင်မြူးအိမ်တို့အစင်လိုက်ရှိပါတယ်။ဥတန်းရွှေအိမ်ကတော့ A1 ဖြစ်ပြီးဥမောင်အေးအိမ်အမှတ်ကတော့ A2 ဖြစ်ပါတယ်။အဲ့ဒီအိမ်တွေကအေကနဲ့ကြီးကျယ်ဝန်းပြီး ရေကူးကန်ကောက်ကွင်းနဲ့တခြားစိတ်အပန်းဖြစ်ဇိမ်ခံပစ္စည်းတွေကိုလည်းမိသားစုတွေအကြိုက်ထည့်သွင်းတိစောက်ပေးရတာဖြစ်ပါတယ်။ငလျင်ကြီးလှုပ်တဲ့ကာလာအတွင်းမှာတော့6လုံးတန်းကငလျင်တန်းခံခဲ့ရပါတယ်။အထီးခိုက်ကတော့တိတ်မများဘူးလို့ဆိုပါတယ်။မျက်နှာချက်တွေပြိုကျပြီးနိုင်ရံတွေကွဲအပ်တာကိုဖြစ်ခဲ့တာကိုတော့သိခဲ့ရပါတယ်။စစ်အင်ဂျင်နီယာတွေကတွားရောက်ပြင်ဆင်ပေးခဲ့တာလို့လည်းဆိုပါတယ်။ငလျင်လှုပ်ပြီးနောက်ဘိုးချုပ်ကြီးတိန်ဆိုင်မိသားစုနဲ့ ဗိုလ်ချုပ်မှုရှိတန်းရွှေမိသားစုတို့ရန်ကုန်ကိုပြောင်းရွှေ့နေကြကြောင်းကောလာဟာလာတွေလည်းထွက်ပေါ်ခဲ့ပါသေးတယ်။ခြောက်လုံးတက်မှာဘာတွေဖြစ်နေလဲဆိုတာကိုသိရဖို့ကခက်ပါတယ်။ရခင်နိုင်ငံရေးရာသီဥတုကောင်းစဉ်တုန်းကတော့တရုတ်၊စင်ကာပူ၊ထိုင်းတန်အမတ်တွေစီးပွားရေးသမားတွေ ထိုင်းခရိုနီကြီးတွေအပါအဝင်ဗိုလ်ချုပ်ဟောင်းတွေတရင်ကျုံနဲ့တကြံကာလာတွေမှာတွားရောက်ဂါရဝပြုပြေဆောင်ကြပါတယ်။အာနာသိမ့်ပြီးနောက်ပိုင်းမှာတော့အသွားလာတွေကျဲသွားပါတယ်။နောက်ပိုင်းမှာခြောက်လုံးတန်းလုံကြုံရေး အဆောင်ချက်တွေကိုလည်းလဲပစ်လိုက်ပါတယ်။တရုတ်ကွန်မြူနစ်ပါတီနဲ့တရုတ်အစိုးရအဆင့်မြင့်အရာရှိကြီးတွေလွန်ခဲ့တဲ့နှစ်နှစ်ကဘဝရှင်မင်တာကြီးကိုတွားရောက်တွေ့ဆုံခဲ့တာကိုတော့သတင်းတွေမှာဖတ်ရပါတယ်။၂၀24 2025မှာတော့6လုံးတန်းကကြီးကြီးမာစတာမိသားစုတွေအကြောင်းကဆုံဆုံမြုပ်သွားတာကိုတွေ့ရပါတယ်။ဗိုလ်ချုပ်ကြီးတိန့်စိန်ကိုတော့တက်မရော်နေအခမ်းအနားတွေမှာကတော့ခံအနေနဲ့တွေ့မြင်ရပါတယ်။ဗိုလ်ချုပ်ကြီးတင့်ရေကိုလည်းမနစ်က တွေ့ရပါတယ်။ 6လုံးတန်းက80ကျော်80တန်းဝင်အငိမ့်စားဘူချုပ်ကြီးတွေရဲ့အနေထားကျမ်းမာရေးဘလို့ရှိနေတယ်လဲစိတ်ဝင်စားစရာ ဖြစ်စင်မဲ့မိကုံပဲဖြစ်ပါတယ်ဘူချုပ်မှုကြီးတန်းရွှေအပါဝင်ပင်စင်စားဘူချုပ်ကြီးတွေစစ်ကောင်စီစီကခွင့်တိုင်နေရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ဒုတိယဘူချုပ်ကြီးဟာတင်အေးမကြခင်ကရန်ကုန်ရှိပန်းလိုင်စေယုံကြီးမှာဆရာဝန်နဲ့ချင်းဆိုထားခြင်းသူသွားခွင့်မရပါဘူးစေယုံဆရာဝန်နဲ့တွေ့ဆုံခွင့်ကိုစာရေးပြီးတင်ရပါတယ်ခွင့်တိုင်စာကို စစ်ကောင်စီဘက်မှစီစစ်ပြီးခွင့်ပြုချက်ရဖို့အတွက်82နာရီစောင့်လိုက်ရတယ်လို့မိသားစုဝင်တွေကပြောဆိုခဲ့ပါတယ်ခွင့်ပြုချက်ရပြီးတော့မှရန်ကုန်ကိုဆင်းပြီးဆရာဝန်ကိုတွေ့ရပါတယ်ထိတ်တန်းခရိုနီတတိကြီးတွေကလည်းနိုင်ငံသားကိုသွားမယ်ဆိုရင် ခွင့်တိုင်နေရတယ်လို့နေပြီးတော့သတင်းရက်ကွက်ကဆိုပါတယ်ဗိုလ်ချုပ်မှုကြီးတန့်ရွှေမိသားစုလည်းခွင့်တိုင်နေရပါတယ်ဧည့်သည်ဝင်ထွက်တွေကိုလည်းစီစစ်ခံနေရပါတယ်ဗိုလ်ချုပ်မှုကြီးတန့်ရွှေရဲ့တမန်ဒေါက်တာနေစိုးမောင်ကိုလည်းစစ်ကောင်စီက အခုနှစ်ဆန်းဇန်နဝါရီလအတွင်းကပုံမှန်905ကကြီးနဲ့ဖမ်းဆီးပြီးထောင်ဒဏ်သုံးနှစ်ချမှတ်ထားပါသေးတယ်။ဗိုလ်ချုပ်မှုကြီးတန်းရွှေက2001ခုနှစ်မှာအာနာရှင်ဗိုလ်ချုပ်ကြီးနေဝင်းနဲ့သူ့ရဲ့သမီးဒေါခင်ဆန္နာဝင်းကို နေအကျဉ်းချုပ်ချခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးနေဝင်းမြေတွေကိုတော့နရသိန်အကျဉ်းထောင်သို့ပို့ခဲ့သူဖြစ်ပါတယ်။ခြောက်လုံးတက်မှာခွင့်တိုင်စရာမလိုသူဗိုလ်ချုပ်ကြီးတဦးတော့ရှိတယ်လို့သိရပါတယ်။သူ့ဗိုလ်ချုပ်မှုကြီးဟာမောင်အေးပဲဖြစ်ပါတယ်။တက်မလို့ ြီးကျုပ်တာဝန်ကိုယူခဲ့ပြီးနာဝတာ နာဖဥက္ကဋ္ဌတာဝန်ကိုနှစ်ပေါင်း20လောက်တာဝန်ယူခဲ့သူဖြစ်ပါတယ်။ DSA အမှတ်စဉ်တင်ဆင်လည်းဖြစ်ပါတယ်။မောင်ရီကအခုခါမှာတော့လေဖြတ်ယောဂါကြောင့်လက်တွန်းလဲနဲ့နေထိုင်နေရသူ ဖြစ်ပါတယ်။သူကတက်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာကိုအခုလက်ရှိစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုပေးဖို့အတွက်မှတ်ချက်ပေးခဲ့သူဖြစ်ပါတယ်။ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်လည်းယာစတင်ခါအဝိုင်းအနီးရှိအဲ့ဒီ၆လုံးတန်းမှာပဲသူ့အတွက်အိမ်တော်တစ်လုံးကို လွန်ခဲ့တဲ့နှစ်တွေအတွင်းကစတင်ပြီးတိစောက်နေပြီဖြစ်ပါတယ်။ဒါပြင်ဒုဗိုလ်ချုပ်မူကြီးဟောင်းမောင်အေးရဲ့လူယုံတော်တွေကယနေ့မှမြန်မာစစ်တပ်ရဲ့ထိပ်ပိုင်းနေရာတွေကိုရယူထားကြပြီဖြစ်ပါတယ်။လက်ရှိကာကွယ်ရေးဦးစီးချုပ်ရုံးမှဒုဗိုလ်ချုပ်ကြီးမြို့မအောင်ကလည်းဒုဗိုလ်ချုပ်မူကြီးမောင်အေးရဲ့တူတော်ဆက်ကြောင်းသိရပါတယ်။၂023ခုနှစ်စက်တင်ဘာလအတွင်းကအကြမ်းလိုက်စားမှုနဲ့အရေးယူခံရတဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ညလေဟုံဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကလည်း ဒုဗိုလ်ချုပ်မူကြီးမောင်ရဲ့လူဖြစ်ပါတယ်။အခုစစ်ကောင်းဆောင်အပေါ်မှာဒုဗိုလ်ချုပ်မူကြီးမောင်ရဲ့ကျေးဇူးတွေအများကြီးရှိခဲ့ပါတယ်။အာနာရှင်ဟာဥတန်းရွှေကဒီအကွက်တွေကိုနောက်ကျမှသိရှိသဘောပေါက်သွားခဲ့တယ်လို့ဆိုပါတယ်။မောင်ရဲ့ကသူ့ကိုတခွက်ကြောသွားတာကိုနောက်မှသိလိုက်ရတာဖြစ်ပါတယ်။ချောင်းလုံးတံမှာဘိုးချုပ်ကြီးအေးလို့တပည့်တာဝါကတွေကချစ်စနိုးနဲ့ခေါ်ဆိုသူတအူးကခွင့်တိုင်စရာမလိုတဲ့ဆက်ရင်ပေါက်သူဖြစ်ပြီးကြံသူတွေကတော့ ခွင့်တိုင်ရတဲ့စည်ယုံဝင်တွေဖြစ်သွားခဲ့တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။နောက်တစ်ပတ်မှလည်းစိတ်ဝင်စားစရာကောင်းတဲ့သတင်းစောင့်ပါတွေကိုတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ။